သူတစ်ပါးကိုအားကြနေုံနဲ့မင်းဘွားကြီးတူတက်မလောက်ကိုတူကိုချွန်ကိုချရာဘော်ကိုရက်တီနိုင်အောင်ကြိုးစားရမှာ လောကမှာဘယ်အရာမှအလက်ကားမရဘူးတောင်းစားတဲ့သူတော့လောက်ဝါဖြတ်မှုအဆက်တွေရှင်းရတယ်ဒါကြောင့်သူတစ်ပါးကပေးကန်းကူညီတာကိုလောက်ဝါဖြတ်မျှော်လင့်နေရတဲ့ဘွားချက်လက်သေးကိုစုပ်ပြီးကိုပိုင်မာနာနဲ့ကြိုးစားပြလိုက်စမ်းပါလမထောင်နိုင်တဲ့ဘွားကိုတနေ့ရကိုရလိမ့်မယ်လောက်ဘော်ကိန်းပဲအချင်းချင်းမျက်စောင်းထိုးနေုံနဲ့မင်းဘွားကြီးပြောင်းလဲမလာနိုင်ဘူး လက်ညှိုးထိုးထောက်ပြနေမှမင်းရဲ့ဘွားကအောင်မြင်မှုလမ်းမပေါ်ရောက်မှဖြစ်တယ်။စီးပွားရေးလောကမှာတုံအရတဲ့သူဆိုတာမရှိဘူး။ဒါကြောင့်မင်းကိုရိုင်းကသူများလက်ညှိုးရဲ့အောင်မှာအမြဲရှောင်မနေဘူးလို့ရယ်။တထောင်လောက်ရယုံနဲ့ပြောနေရင်မင်းဘွားတထောင်မဲတန်တဲ့ဘွားကိုပဲရမှာပေါ့။ဘွားကြိုတက်ဖို့အတွက်စူးစမ်းနေတဲ့အချိန်မှာခက်ခဲပင်ပန်းရတယ်ဆိုရင်တော့မှမပြေဆုံးလို့အနှိတ်ခံရတဲ့ဘွားလောက်မခက်ခဲမပင်ပန်းဘူးဆိုတာနားလေထား။ဒါကြောင့်ဒီနေ့အစားကိုဘယ်နေရာမှာရောက်နေလဲဆိုတာကိုတေချာစဉ်းစား ရောက်တဲ့နေရာကနေပဲရှေ့ကိုဆက်လျှောက်ဖို့ကြိုးစားလိုက်။ဒါဟာမင်းဘွားရဲ့တလန်အစာဖြစ်လာလိမ့်မယ်။နောက်ဆုံးအနေနဲ့ဖိုးမကျင်တာကအချိန်မတန်ပဲစိတ်မခံကျင်နဲ့အနေခံရတဲ့ဘွားကနေလွတ်မြောက်နိုင်မှုပဲကြိုးစားလိုက်။